ငလင်းဘေးကြောင့်ပြိုကျသွားတဲ့မစိုးရင်တိုက်တဲ့ကြောင်းကိုကုန်ကျင်တဲ့လောက်ကုန်ပြန်လေတိဆောင်မဲ့ဇွဲထက်ရွှေဆိုင်ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့မစိုးရင်တိုက်တဲ့ကြောင်းဆောင်ကြီးကိုတိန်ကိုတော့မပြောနဲ့တိန်တတောင်းအကုန်ကြခံလဲဂိယုမဆိုင်ပဲရအောင်ပြင်မယ်လို့ပြောလာတာကနိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နဲ့မောင်မလေးမျိုးကမစိုးရင်စာတင်တိုင်းဟောခေတ်ဆက်ဆက်ဗုဒ္ဓဘာသာအတွက်စာပေကျမ်းဂန်တက်မြောက်တဲ့ဆရာတော်ကြီးတွေတန်ဃာတော်တွေမွေးထုတ်ပေးရာကျောင်းတော်ကြီးဖြစ်ပါတယ် ပြီးခဲ့တဲ့မန်ချက်တာ28ရက်နေ့ကမြန်မာနိုင်ငံလေပိုင်းစကိုင်းဒေတာကြီးကိုနှုတ်ခတ်ခဲ့တဲ့အင်အား9.9ဆင့်ရှိတဲ့အင်အားပြည့်ငွေကလေးကြောင့်မန်လေးမြို့အတွင်းမှာပျက်စီးဆုံးရှုံးမှုတွေမှာမစိုးရင်တိုက်တဲ့ကျောင်းတော်ကြီးတွေပါဝင်ခဲ့တာပါ။ငွေကလေးကြောင့်မစိုးရင်တိုက်တဲ့ကျောင်းဆောင်ကြီးတခုလုံးအလုံးလိုက်ပြိုကျပျက်စီးသွားခဲ့ရတယ်လို့တန်ဃာရုံရှင်သူမြတ်တွေကလည်းအသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ခုခါမှာတော့ဒီလိုမျိုးပြိုကျပျက်စီးသွားတဲ့မစိုးရင်စာတင်တိုင်းကြီးကိုနိုင်ငံကျော်ဆွဲထက်ရတနာရှိဆိုင်ကသိန်းပေါင်း2000ခွဲနဲ့ အကောင့်တိုင်းကိုပြန်လည်တိဆောက်ပေးမယ်လို့ပြောလာတာပါဇွဲထန်းရှိဆိုင်ဆိုတာတကယ်တော့မြန်မာနိုင်ငံတစ်ခုလုံးမှာဆိုင်ကွဲပေါင်းများစွာဖွင့်လှစ်ထားတဲ့ရှိဆိုင်ဖြစ်ကအမှုပညာရှင်တွေနဲ့ကြော်ညာရေးကူထားတာကြောင့်လည်းလူသိများထင်ရှားတဲ့ရှိဆိုင်ကြီးတစ်ဆိုင်ပါဒါကြောင့်2000ခွင့်နဲ့မလောက်ရင်3900 3000လောက်ဘလောက်ကုန်ကုန်ခေးမဆိုင်ဘူးလို့ပြောခဲ့တာဖြစ်ပါတယ်